အမဟုတ်ဘူး sink is the bus ပဲအဲ sink is the bus ခဲ့လာမယ်အဲ့လိုမျိုးလေအသက်ချနေရတာပဲမဆွေးပါဘူးအကုန်လုံးကဆွေးတယ်ထင်နေရလူကဆွေးတယ်ပုံပေါက်နေလို့လားမဆွေးဘူးဆွေးတယ်ဆိုတော့သူကစင်မမာတော့ခဏဆွေးလိုက်တာပေါ့နော်ဒီတစ်ချက်နဲ့မှမှုခံစားပြီးတော့မှအဲ့လိုမျိုးပေါ့အဲ့တော့သူတို့ကအကုန်လုံးကဆွေးရထင်နေကြတာဒုက္ခပဲအဲ့လိုမျိုး ဟာမင်္ဂလာပါမမရေတွေ့ရကြိုက်ကိုလောက်လာတယ်။အော်ကြည့်စုမြိုက်တင်ပါတယ်။ဘာစရဲမမ Thank you ဟုတ်မဟုတ်ရပါတယ်မမငယ်ငယ်တုန်းကဆိုတော့လေ2000နဲ့မှဟိုလောက်တည်ရခဲ့ပေါ့2008 9ပေါ့ ိတ်နိုင်ပြီးတော့မရဖြစ်တာကြပြီပေါ့နော်ဟုတ်ကဲ့ဖြစ်ပါတယ်ဆင်းပြီလို့ကြတော့ဒီအနုပညာအချင်းချင်းပဲပေါ့နော်တူတူဆိုပေမဲ့ဆင်းရကြတော့တချင်းဆိုရဘက်ကဖြစ်တယ်အရုပ်ရှင်ဘက်ကတော့မဟုတ်ဘူးဂီတဘက်ကဖြစ်တယ်ဆိုတော့ဘာပြောကိုညီမလေးတယောက်လည်းချစ်ခင်ပြီးတော့မှမမီမီရောပဲနဲ့ဒီကလေးမှာဘာပြောပါဝင်ခွင့်ရတဲ့အတွက်ကံလန်ပြည့်အတွက်လည်းကြည်စုအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုရင်ဒီတော့မှကြည်စုမှုလေးပါအောင်ရှင့် ဟုတ်ဖြစ်ပါတယ်ဆိုတော့ဆိုမဲ့အဓိကတော့စတိလုံးကကြတော့တရုတ်ဆောင်ဘက်ကမဟုတ်ဘူးလေတချင်းဆိုတာဆိုတော့ကိုတချင်းလေးမှာတော့ကိုတရုတ်ဆောင်တာတော့အလုတ်တက်တယ်လေနော်ဘာပြောစကားကိုတချင်းလေးမှာကိုမှုတင်ပြီးတချင်းကိုတိုင်ရေးကိုတိုင်ဆိုဖြစ်တော့ဒီဇက်ကားရိုက်ဖို့အတွက်ကြတော့စနေကဒါရှင်းပြောရင်ဒီကားရိုက်ပြီးတခြားကားလည်းရိုက်ချင်မှရိုက်တော့မှာရှင်းရိုက်လည်းရိုက်တော့ဘူးပေါ့နော်တကူတရုတ်တချင်းမှာတော့ကိုတရုတ်ဆောင်မှာပေါ့နော်ဒါကတော့ဆိုတော့အဲ့ဒါကြောင့်ကြီးစုလည်းအများကြီးတင်ပါတယ် ဟုတ်လုပ်နေပါတယ်မနေ့ကလည်း interview တွေလာပြီးတော့တော်တော်များများဖြေခဲ့ပြီးတော့စုံလဲစုံနေလောက်ပါပြီအခြား inquiry media တွေမှာလည်းပေါ့နော်စနေကခုလုပ်နေတယ်နံပါတ်မထွက်ဖြစ်တာပေါ့တချင်းကများတယ်အများတယ်ပေါ့နံပါတ် အစားအောင်ကတော့စနေရဲ့အဖေပေါ့နော်တီးဆရာလဆွထွဲပါဆိုတော့အကုန်လုံးလည်းသိကြမယ်အဲ့တော့ကျင်းနေအမတို့တော့သိမှာပေါ့နော်ကျွန်တော်တို့ဒီလူပညာလောကဒီမီဒီယာတွေကတော့သိကြတာပေါ့နော်ဆိုတော့ဒီအလုပ်လုပ်နေတာဆိုတော့အကုန်လုံးကလေ့လာမှုအားကတော့အကုန်လုံးရှိပြီးသားလေနော်ဆိုတော့ဒီဒါပေမဲ့နောက်ပိုင်းကလေးတွေမသိဘူးပေါ့စနေတို့အဖေကဆိုအခုအသက်ရှင်ရှိမြန်ဆိုရင်စနေအဖေကအာ68 67လောက်ဖြစ်နေပြီပေါ့နော်ဆိုတော့အနီခွင့်ရိုခစ်ကပေါ့အနီခွင့်ရိုခစ်ဆိုတော့စနေတို့ အဖေတို့အနှစ်ခွေတို့ကြတော့အသက်50ကျော်60ကျော်90ကျော်80ကျော်တွေကတိမယ်လीเนาะဒါပေမဲ့ဒီဘက်ခစ်ကကလေးတွေကကြတော့မတိတော့ဘူးမတိတော့ဘူးဆိုတော့စင်ကြီးရဲ့အဖေရဲ့တချင်းတွေကိုတီးတီးဆိုလဲဖြစ်တယ်သူငယ်ငယ်ရွေးနဲ့ဆုံးသွားတဲ့အခါကျတော့သူ့တချင်းလေးတွေကိုလည်းပြန်ဖော်ထုတ်ခြင်းနဲ့အဒီခွေကစူထားခဲ့တဲ့တချင်းတွေလည်း copy လည်းရှိမယ်အုံကျွန်းလည်းရှိမယ်ပေါ့เนาะတချို့အုံကျွန်းတွေကတော့မထွက်ဖြစ်လိုက်တာလည်းရှိတယ်ထွက်ဖြစ်ပြီးသားလည်းရှိပြီးမယ်လဲ ကွယ်ပြောက်နေတာပေါ့နော်ဆိုတော့ဥဇဝင်းရှင်ဆိုခဲ့တဲ့ UNK တချင်းနေပြီးတော့ရှင်အနီမင်းစီတို့အနီဟီမာနေဝင်းတို့အနီခွင်းကြီးတို့ကြာထွက်ပြီးတော့မှအဆိုလိုတိတ်ပြီးတော့မှဘယ်လိုပေါ့မလဲတခွေတခွေတပုတ်တပုတ်လောက်ပဲထွက်ပြီးတော့မှဆက်ပြီးမလုပ်တဲ့အမှုပညာရှင်နာမည်ကြီးကြီးလည်းရှိရလေဆိုတော့အအဲ့ဒါတွေတချင်တွေကိုပြန်လဲပြီးတော့ပေါ်ထုတ်ပါမယ် request ကတော့စသည်အများနဲ့ interview မှာလည်းဖြည့်ယူတယ်ရှင်းပြရင်ကိုရီးယားကျတော့တချင်အစ်စ်ပဲဆိုချင်တယ် အကွာတချင်းတစ်ပဲဆိုချင်တယ်ချလက်ချပြချင်တယ်ဦးကျော်တချင်းနေချပြချင်တယ်ထွက်လက်ထွက်ခဲ့တယ်ထွက်လက်ထွက်နေထွက်နေစေပဲဥမာဆိုရင်အာဒီဆရာမင်းမအောင်တို့ဦးမင်းမအောင်တို့ရေးတဲ့တချင်းတွေပေါ့ဆွဲလန်းကြည့်သူဆိုတဲ့တချင်းဆိုလို့ရှင်တယ်တော်တော်များပြည်သက်တချို့တဝက်တည်တယ်တချို့တဝက်ကတော့မတည်ဘူးပေါ့နော်အဲ့လိုမျိုးကိုကအဲ့လိုမျိုးစင်ပေါ်မှာဆိုလို့ရှင်အတိတ်ကလေးတွေပဲပြန်ဆိုချင်တယ်ဥမာဒီချတာတော့ဆွဲလန်းကြည့်ရဲ့သူပဲဖြစ်မလားဆိုင်ရဲ့တချင်းတွေဆိုလို့ရှင်တယ်အာဆိုချင်တာပေါ့အတိတ်ကလေးတွေပဲဆိုချင်တယ်သို့တော်လည်းပဲ ခွေးထွက်လားထွက်ပါဦးတချင်းခွေးတစ်ထွက်ပါဦးအာကျမတို့ကမျောနေတာလို့အမြဲတမ်းပြစ်သက်တရားပြောတယ်တူတော်လေးပဲကျမစင်ကမဆိုပြီးဆိုလို့ရှိရင်ကျမကိုလာတောက်တဲ့ချင်ရမိုးရသေးတယ်လက်ကြည့်ပါဦးလားလို့ချင်းနဲ့ဆိုးလေးလို့အားသိရမလားအခုမိုးဟိုပြန်လာခဲ့ရလို့လူခွဲမြပါလားဆိုတော့ ဟိုပြောတော့အစ်စ်ထွက်ပါတဲ့ပြီးတော့ကျွန်မကဟောင်းတဝဲလေးလေးဖြစ်ပြီးတော့မှဒီအဆွေသချင်းနဲ့မှပဲဖြစ်တဲ့အခါကျတော့ကျွန်မလည်းကျူးစားနေပါတယ်လို့အဲ့ဒါကြောင့်အစ်စ်ထွက်တဲ့အခါကျတော့ပြီးကြပါလို့ပြောချင်ပါတယ်မဆွေးပါဘူးအကုန်လုံးကဆွေးတယ်ထင်နေရလူကဆွေးတယ်ပိုပေါက်နေလို့လားမဆွေးဘူးဆွေးတယ်ဆိုတော့ဒီလိုပေါ့စင်မောမောတော့ခဏဆွေးလိုက်တာပေါ့နော်ဒီသချင်းနဲ့မှမှုခံစားရပြီးတော့မှအဲ့လိုမျိုးပေါ့အဲ့တော့သူတို့ကအကုန်လုံးကဆွေးရထင်နေကြတာဒုက္ခပဲအဲ့လေအကျမအပြိုးကြီးဆင်းနေမှန်တယ်အပြိုးလေးဆင်းနေပဲရှိသေးတယ်အပြိုးလက်ဆင်းနေပဲရှိသေးတယ် အမဟုတ်ဘူး sink is the bus ပဲအဲ sink is the bus ပဲအလားမဲ့အဲ့လိုမျိုးလေအသက်ချင်းနေတဲ့လားပဲဟုတ်ဟုတ်မနေ့ကတည်းကပဲစိတ်မနေ့တနေ့ရပဲပေါ့နော်အဲ့ဒီ import important important ရဲ့ costume မှာစနေအရန်ကလူးစားရတဲ့မောင်လေးတွေပေါ့နော် Jupiter ဘယ်မြအမျိုးမင်းသူလူနဲ့စနေအခုအုံကျွန်းတခွေလောက်တယ်ပေါ့နော်အဲ့စနေရေးတာလည်းပါတယ်အုံကျွန်းနေပဲပေါ့ကိုစွာရေးတာပါမယ် အမူဆက်စလီရေးတာပါမယ်အများကြီးပဲစနေအတီအခုအရန်နာမည်ကြီးတဲ့တီးဆရာကြီးလည်းပါတယ်လို့အခုအရန်ကိုပေါက်နေတဲ့တီးဆရာကြီးလည်းပါတာပေါ့နော်ဆိုတော့ဒါလည်းလှုပ်ဝှက်ထားလိုက်မယ်နော်အလောက်အလောက်ဆိုပြီးဘာဖြစ်ပါလဲဒီလောက်လေးအနည်းကျွေးလိုက်တယ်ပေါ့အနည်းကျွေးလိုက်တာပေါ့အခု Facebook မှာ ਨੇ စနေကကျတော့ social media ဘိုင်းအားနေတယ်လေ ဆိုတော့အခုဒီ Facebook မှာနဲ့အခု TikTok လည်းခုမှ၃လတလကျော်၂လပဲရှိသေးတယ်ဆိုတော့အဲ့မှာဒီနားလေးရှိပါတယ်လို့သူကကြည့်လို့ရပါတယ်လေ။ဟုတ်ရှင်းနိုင်တော့မှအကုန်လုတ်ချင်တာပေါ့နော်။အာ recommend ဒီခစ်ကဟိုအဖေရဲ့ဒီတီးပေါ့နော်။အဲဒီလူစုံထွဲဝါရဲ့အမှတ်တရအချင်းများတီးများဆိုပြီးတော့မှလုတ်ဖို့အစီအစဉ်ရှိပါတယ်လို့ဆိုဒေရီယာကျတော့စဉ်းလို့လို့မဟုတ်ဘူးလေ။သူတို့အရန်ကိုစကလုံးတွေကစအရန်ကျွေတယ်ဟိုဘက်ကက တကယ်အမှုပညာရှင်တွေကြီးတွေကြတော့เนาะဒီလိုပါပေါ့အရန်စာသားတွေကအစဒီဘက်ခင်းနဲ့မတူဘူးလေနော်ဆင်းလို့ကြတော့ရူရှင်လေးပဲရေးတာသူတို့ကတကယ်တသနာတွေနဲ့ရေးတာဆိုတော့အခါကျတော့အဲ့တချင်းလေးတွေပြန်လို့ဖို့ရှိပါတယ်ပြီးတော့ရှင်တတိယကျတော့အာ copy လဲရေးတယ်အုံချုံလဲရေးတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုစလုံးရေးပြီးတော့မှတကယ်ဟိုအမှုပညာရှင်ဆိုတာနေနော်ရှာသွားပြီဆိုတော့အဲ့ဒါကြောက်ပါအဲ့တချင်းနဲ့မအောင်ကိုယ်ကြိုက်ဆုံးတချင်းလေးအများကြီးပဲပေါ့မဟုတ်ရင်အများကြီးပဲပေါ့အခုဆိုဒီကြိုက်လို့ပဲ ပြန်လုပ်တာပေါ့နော် copy ဆိုလည်း copy လျှောက်ပေါ့အခုကျင်းအောင်ကျုံလျှောက်ဟုတ်မှာတချင်းကတော့ညီမတို့ကငယ်ငယ်လေးကပဲလေနော်ဇန်နွေကနည်းနည်းငယ်လေးကအသက်ဖျားเจ้าမှာဆိုဆိုနေပြီးအသက်၄နှစ်၄နှစ်ကျော်ကျော်လောက်ကလေးကဇန်နွေကဖျားเจ้าမှာဆိုရှေ့ထွက်တချင်းဆိုနေပြီးဆိုတော့ဒီအမှုပညာမှာဆိုရင်ဒီတချင်းတီးတီးဆိုဝါသနာပါဆုံးလည်းဖြစ်တယ်ကလေးကလေးကဒီအမ်မျူစစ်ကတော့မဆေးဘူးလေနော် ဆိုတော့ရဲနဲ့ဝါဒနာပါတယ်ဒီလိုမျိုးခုချိန်ထိလည်းအားပေးရတဲ့လည်းကြီးစုအများကြီးတင်ပါတယ်နံပါတ်1ကတော့ဘုရားခင်ရဲ့ကြီးစုတော့ကြောက်ပေါ့နော်ဘုရားသာမပါဘူးဆိုရင် လောကကြီးမှာအသက်ရှင်နေချိန်မှာပါရာမဟိုဘာဖြစ်ဘူးဆန်တင်လို့အခုချိန်မှာဒီလိုမျိုးအသက်ရှင်ခွင့်ရဆိုတော့ဘုရားခင်ရဲ့ကြီးစုကြောက်ဖြစ်တယ် အာဖျားရဲ့ကျေးဇူးတော်မဟုတ်ခဲ့ဘူးဆိုကျမတို့ကိုဗစ်19မှာတော့ဆက်စပ်ကိုတွေ့ရတော့မှမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်နော်ဆိုတော့ဒီလိုအသက်ရှင်ခွင့်ကျမ်းမာခွင့်ပေးတယ်ဆိုတော့နံပါတ်1ကဖျားကျေးဇူးကြောင့်ဖြစ်တယ်နံပါတ်2ကတော့နောက်တန်းကဆူတောင်းပေးတဲ့ဒီပြည်သူပြည်သားရဲ့တင်မကအာနောက်တန်းကနဲ့မြေတပ်ပူပေးတဲ့အာနုဟွာပေါ့ပရိသတ်တီနဲ့အညီကောင်မတို့ရဲ့ကြောင့်ပေါ့နော်ဆိုတော့ကျေးဇူးလက်တင်ပါတယ်လို့ခွန်ကတော့ဒီလို ပြည်သက်တရားခွန်အပ်ပါတယ်။အကျဉ်းစုများတင်ပါတယ်လို့အခုပြည်သက်တရားအလုံးလဲကျေးဇူးတင်တယ်လို့မမတို့လည်းအချိန်မားတဲ့ကြားထဲရနဲ့လာအင်တာဗျူးပေးရလဲကျေးဇူးများတင်ပါတယ်လို့ဒီနေ့မနေ့ကတော့ recording တနိုင်းတနိုင်းတင်ဝင်သွားတာနည်းနည်းလေးပြန်မနေလို့ပါလို့ကျေးဇူးများတင်ပါတယ်လို့